ဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောချင်ပါတယ်မိတ်ဆွေရဲ့အသက်လမ်းကြောင်းအဆုံးကိုကြည့်ပါမိတ်ဆွေရဲ့အသက်လမ်းကြောင်းအဆုံးမှာဒီလိုသင်္ကေတပါတယ်ဆိုရင်တော့မိတ်ဆွေဟာအိုကန်ကောင်းတယ်လို့ပြောလို့ရပါတယ်ဗျာဘလို့သင်္ကေတလဲဘလို့သင်္ကေတလဲဆိုတော့ငါးရုပ်ပုံစံသင်္ကေတတွေမြောင်ဝက်ပုံစံသင်္ကေတတွေကြာဘူးပုံစံသင်္ကေတတွေပါရင်တော့မိတ်ဆွေအိုကန်ကောင်းပြီလို့စုံနိုင်ပြီပဲဗျာဒီလိုမျိုးပုံစံဖြေရပါလိမ့်မယ် အဲ့လိုမျိုးပါရင်တော့အသက်ကြီးပိုင်းမှာကံထောက်ပံ့ရမယ်ငွေကြေးရှာရလွယ်ကူလာမယ်မိသားစုရဲ့ကုညီများစွာလည်းရတက်တယ်လို့မိသားစုမျိုးလည်းရတက်ပါတယ်လူများကြားထင်ပေါ်ခြင်းအလှပေးရခြင်းနဲ့ကြုံရနိုင်ပါတယ်တကယ်လို့သာငါးရုပ်ပုံစံဟာအတက်ဆိုရင်တော့ကံရဲ့မျက်နှာသာပေးခြင်းခံရပြီးဘဝနေဝင်ခြင်းဘဝရဲ့တတရအရွယ်မှာမကိုမလို့ပြောရမလဲဆိုတော့ကျွန်တော်တို့အလိုရင်းဆန္ဒတွေတော်တော်များပြည့်ပါပြီးတော့ မိသားစုနဲ့တသက်ဝန်းဝန်းပျော်ရွှင်နေရမယ်ဆိုတော့လက္ခဏာဇာတာရှင်ပဲဖြစ်ပါလေ။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်တယ်ဗျ။လူတို့ကလှန်ထန်းလာတာမြင်ရပေမဲ့ကန်ထန်းလာတာဘောတော့မမြင်ရပါဘူး။ဒါမဲ့လူတို့ကန်ကအမီလာကန်ဟာကိုယ်စီကိုလာပြီလား။ကန်ကကြော်သွားတော့မလား။အဲ့ဒီလိုမျိုးကန်အကောင်းဆုံးအချိန်ကိုမိအောင်ဘယ်လိုလုပ်မလဲ။ကံလမ်းကြောင်းတူပေမဲ့လည်းအစာပြိုးထွက်ရှိပုံနဲ့အဆုံးသက်ပုံမတူညီသလိုအကျိုးပေးပုံကလည်းမတူညီပဲရှိပါတယ် အများအပြင်ကံလန်းကျောင်းမှာစနေဂျိုကုံကိုလက်ခလဲမှာသာအဆုံးသတ်လို့ရှိပါတယ်စနေဂျိုကုံမှာအဆုံးသတ်တဲ့ကံလန်းကျောင်းဟာတခြားအားသာစီတဲ့အကြောင်းအရာတွေနဲ့တွဲဖက်ပြီးမရှိခင်ရင်တော့ပြင်ပန်းပါလိမ့်မယ်ဝန်ထမ်းဘဝနဲ့လေဘဝမှာကုံဆုံးသွားတတ်ပါတယ်ကံလန်းဟာတကယ်လို့စနေဂျိုကုံမှာအဆုံးမသက်ပဲနဲ့လညောကြတာပရိဂျုံကမှာအဆုံးသက်ထားတယ်ဒီလက်မှာပါတဲ့အတိုင်းပါဗျာနောက်ပြီးကြတော့ကံလန်းဟာ နောက်ပြီးတော့ညာဘက်လက်ကန်လန်းကိုလည်းတစ်ချက်ကြည့်လိုက်ပြညာဘက်လက်ကန်လန်းမှာဗမာအစုံးသက်ထဲဆိုတော့ကြာတာပလီဂျိုကုံနဲ့လက်ခလဲအောင်စနေဂျိုကုံမှာအစုံးသက်ပါတယ်ဒါကြောင့်ကန်တရားဟာကြာတာပလီဂျိုကုံရဲ့အကျိုးတရားကိုရရှိစေပါတယ်ကြာတာပလီဟာယာဒူးကြီးချင်းအာနာယာချင်းဩဇာပေးနိုင်ချင်းတာဝန်လုပ်ငန်းတိုးတက်ချင်းခေါင်းဆောင်ပိုင်းဆရာပိုင်းဖြစ်ချင်းဂုဏ်သိက္ခာကြီးမားချင်းတို့ဖြစ်နိုင်တယ်လို့ဆိုပါတယ် ဒီလိုမျိုးကံလန်းကြောင့်ဟာအင်မတန်မှကောင်းမွန်ပြီးတော့ကံလန်းကြောင့်အဆုံးသက်နေရဟာဇာတာပရိဂျိုဂုံဇာတာပရိနဲ့စနေဂျိုဂုံကြားမှာအဆုံးသက်ရင်တော့လက္ခဏာရှင်ဟာအောက်ဆုံးဘဝကနေထိတ်ဆုံးကိုတော့မှရရှိနိုင်ပါတယ်။ပစ္စည်းဥစ္စာတွေဒီလားတိုးပွားလာပါတယ်။လူချမ်းသာတယောက်ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့အလုတ်ကန်စူးစမ်းဖို့တော့လိုပါတယ်။တကယ်လို့သာမိတ်ဆွေရဲ့ လက်ညှိုးအောက်ကြာတာပလေးတို့ကမှကျဲအမှတ်သားပါရှိရင်တော့ဒီထက်တောင်မှအောက်ခြေကနေအမြင့်ဆုံးကိုရောက်ရှိလာမယ်လို့ဟော်ကိန်းထုတ်လို့ရပါတယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်။ဒီတစ်ခေါက်ပြောချင်တာကတော့မိတ်ဆွေရဘောမှာဆင်းရဲပြီမဲ့ချမ်းသာမှုကံကိုပြတတ်တဲ့လက္ခဏာအမှတ်သားတွေပြဒီလက္ခဏာအမှတ်သားတွေကတော့မှတ်သားတင်ပါတယ်။ဒါဟာဂျူကုံတွေရဲ့သဘောသဘာဝနဲ့လည်းသက်ဆိုင်တယ်လို့ပြောလို့ရပါတယ်။နောက်ပြီးတော့ဝိုင်းပုံသဏ္ဍာန်လက္ခဏာနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။ကဲကြည့်ရအောင်မြတ် လက်ညှိုးအောင်ကြတာပေးကြုံကမှာအခုလောဝိုင်းမုံတရံနဲ့အဆုံးသက်ထိုင်းတော့လက္ခဏာရှင်ဟာမိမိရဲ့ရည်မှန်းချက်ရည်ရွယ်ချက်ကိုအရောက်သွားနိုင်ပြီးစီးပွားဥစ္စာကြီးပွားတိုးတက်မယ်။ဘယ်နေရာမှာမဆိုအကြီးကဲဖြစ်တတ်ပါတယ်။အဲမှာကိုယ့်ရဲ့ဘဝခြေနေရပတ်ဝန်းကျင်နဲ့သက်ဆိုင်တာပေါ့ဗျာ။စနေကြုံကပေါ်မှာပေါ့လက်ခလျောစနေကြုံကပေါ်မှာအဲ့ဒီလိုမျိုးဝိုင်းပုံတရံနဲ့ဆုံးသက်ရင်လက္ခဏာရှင်ဟာစိတ်ချမ်းသာရမယ်ငွေကြေးကန်ကောင်းမယ်စီးပွားရေးတိုးတက်ပြီးကောင်းမွန်လာပါလိမ့်မယ် ိုင်မုန်တန်ဖြစ်ဖို့တော့ထင်ရှားလို့ပါတယ်ဝိုင်မုန်တန်မဟုတ်ဘဲနဲ့ကြက်ချေအမှတ်သားဖြစ်နေပြီးဒါကိုဝိုင်လို့ထင်လို့မရပါဘူးကြက်ချေအမှတ်သားဖြစ်တော့မကောင်းဘူးပြမိတ်ဆွေဟာမကြာခဏခွဲရဆက်ရတက်တယ်နောက်ပြီးတော့ဆူဆူဝါတီဆုံးဝါတက်တယ်လို့ပြပါတယ်တကယ်လို့လက်တကြွယ်အောင်တနင်္ဂနွေကျော်ကမှဝိုင်မုန်တန်နဲ့အဆုံးသတ်ရင်မိတ်ဆွေဟာနမဲကုံတရင်ကြော်စောထင်ရှားမယ်အလုပ်ရဲ့အကျိုးကျေးဇူးကိုခံစားရရှိပါမယ်မိမိလို့သမ ्या စနစ်တကြရှိပြီးသူတို့ဘာရဲ့လေးစားအားကြခြင်းခံရမယ်ငွေရှာရလွယ်ကူပြီးစီးပွားရေးအောင်မြင်မဲ့ လက္ခဏာအမှတ်သားလို့ပြောလို့ရပါတယ်တကယ်လို့လက်သက်ကြွယ်အောင်တနင်္ဂနွေကြော်ကမှာဝိုင်းနဲ့မတူဘဲနဲ့ချက်ချင်းဖြစ်ရင်တော့မိတ်ဆွေဟာဂုံတိတ်ခါကြာဆင်းရတတ်ပါတယ်ဂုံတိတ်ခါကြာဆင်းတဲ့ကိစ္စတွေအမှုခင်းတွေတုံ့တွေးရတတ်ပါတယ်နောက်တစ်ခုကလက်သန်းအောင်ဘုထူးကြော်ကမှာဝိုင်းပုံတန်းဖြစ်နေလားဝိုင်းပုံတန်းဖြစ်နေတော့မိတ်ဆွေဟာအပြောဆိုပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းအကျိုးကျေးဇူးကိုရရှိခံစားပါလိမ့်မယ်စီးပွားရှာတက်ပညာပိုင်းသိပ္ပံတည်ထွင်မှုပိုင်းတွေမှာအထူးကြောင့်ပြောင်းမြောက်တဲ့အတွက်ကြောင့်စီးပွားဖြစ်ချမ်းသာပါလိမ့်မယ် တကယ်လို့လက်တန်းအပို့ထူးချုပ်ကမှချက်ချင်းအမှတ်သားပိုင်းတော့မိတ်ဆွေဟာငွေကြေးကန်တဲ့ပတ်သက်ပြီးဒါဟာဒုက္ခရောက်မယ်လို့ပြပါတယ်လမရဲ့ဒုတိယအစ်စ်မှာဒေါ်လာမြင့်များစွာပါနေလားပါနေတော့မိတ်ဆွေဟာတပါးသူရဲ့အကူအညီမှုပဲကိုယ့်ရဲ့စ조사အားထုတ်မှုနဲ့ပဲစီးပွားတက်ချမ်းသာပါလိမ့်မယ်နောက်ပြီးတော့မိတ်ဆွေရဲ့အသက်လန်းကန်လန်းဦးကောင်းလန်းသုံးခုလုံးစုံပြီးတော့အံပုံတရံဖြစ်နေရင်လက္ခဏာရှင်အားပါနဲ့လိမ္မာမှုညံမျောမြင့်ရှိမှု လုံလောက်ရိယရှိမှုစ조사နိုင်ခြင်းကြောင့်ပဲစီးပွားချမ်းသာနိုင်ပါတယ်။တကယ်လို့အဲ့ဒီဟာနဲ့ကြောင်းပြန်အမုန်တဲ့လက္ခဏာပါဠိရနဲ့စ조사မှုလည်းမရှိခြင်းညံမျောမြင်လည်းအာနေခြင်းလုံလောက်ရိယလည်းမရှိဘူးဆိုရင်လက္ခဏာရှင်ဟာဘယ်သူမှမကယ်နိုင်ပဲနဲ့ဒုက္ခပဲတစ်ခုပြီးတစ်ခုရောက်ပါလိမ့်မယ်။ဒီလိုမျိုးလက္ခဏာရှင်တွေဟာကုက္ကုဝတာကယ်တင်နိုင်တယ်လို့ပြောလို့ရပါလိမ့်။နောက်ထပ်လက္ခဏာလန်တစ်ခုပြောခြင်းပါလိမ့်။ အခုပြောချင်တာကတော့ပြည်ပမှာပဲအိမ်အောင်ကြပြီးတော့ပြည်ပနဲ့ပဲအကျိုးပေးကံကောင်းတဲ့လက္ခဏာပြောချင်ပါတယ်ဒီလိုလက္ခဏာရှင်တွေကကံကောင်းရင်ပြည်ပမှာတော့မှခြေချနေထိုင်ရနိုင်ပါလိမ့်မယ်လက္ခဏာရှင်ရဲ့ဘယ်လက်ဝါးပြမအသက်လမ်းကြောင်းဟာတနင်္လာဂျိုကွန်သူတာရောက်ရှိနေလားရောက်ရှိနေရင်တော့ကံကောင်းပါတယ်ဒါကြောင့်ငွေရွယ်နဲ့ပြည်ပနိုင်ငံတနိုင်ငံကိုရောက်ရှိနိုင်ပါလိမ့်မယ်ငွေစင်က ဆင်းရဲနွမ်းပါအဆင်မပြေပေမဲ့ပြည်ပကိုရောက်ပြီးမှအဆင်ပြေလာတဲ့အခြေအနေရှိပါတယ်။နောက်ပြီးတော့ဒီလက္ခဏာပုံစံထက်ကြည့်ပါ။ကံလန်းကြောင့်မှဩဇာလန်းကလည်းလာရောက်ပြီးတော့ထိစက်နေပြန်ပါတယ်။ဒါကြောင့်မှခီးသွားရင်ဖြစ်ပါသေး၊ရက်ဝဲမှာပဲဖြစ်ပါသေး။မမျောနိုင်တဲ့အခြေအနေကနေဟိုအချက်ကိုတွေ့ရှိရတတ်ပါတယ်။ပြည်ပမှာပင်တပါးသူနဲ့အိမ်အောင်ချတတ်ပါတယ်။ကံလန်းကြောင့်လည်းဩဇာလန်းထိရောက်ပြီးမှထင်ရှားလာသလိုအသက်လမ်းပေါ်မှာလည်းကံလန်းအတက်အတူများစွာရှိပါတယ်။ အဲ့ဒါဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေအနေနဲ့အိမ်တောင်ကြပြီးမှဘဝကံကမြင်မာလာလိမ့်ပိုင်လိမ့်မယ်ငွေကြေးနဲ့မကြခဏဆိုသလိုရရှိနေမှာဖြစ်ပါလိမ့်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်မိတ်ဆွေရဲ့နှလုံးလမ်းကြောင်းကိုကြည့်ပါနှလုံးလမ်းမှာအဖွဲအဖြာအဖြတ်တင်နေဖြစ်နေလားအဲ့လိုဖြစ်ရင်တော့မကောင်းပါဘူးအဓိကမြစ်တရည်နဲ့နှလုံးလမ်းအားနေတာကိုပြပါတယ်မြစ်တရည်မှာလည်းစိတ်ညစ်တဲ့ဘဝတစ်ချောင်းလုံးအားနေမှုဖြစ်နိုင်တယ်အိမ်တော်ကြီးအထိစိတ်ညစ်နိုင်ပါတယ် နှလုံးလမ်းမှာကျုံးငယ်လေးနဲ့အခွဲပါနေရင်တော့အခြေအမြစ်တိုင်းမှာထင်သလောက်မပြောရွှင်ရပါဘူး။အများအတန်းဝမ်းနဲ့ကြုံ껙ရတတ်ပါတယ်။အခြေအကမကောင်းတဲ့လက္ခဏာပါ။ခြေသူယူစားနဲ့လမ်းခွဲရတတ်ပါတယ်။ကွဲကွာရနိုင်တဲ့သက်ဆိုင်သူနဲ့ခွဲခွာရမှုကိုပြပါတယ်။မိမိဟာပေးဆမှုအခြေတည်နဲ့သာရှိပါတယ်။မြစ်တိုင်းပိုင်းမှာအရန်အားနေပါတယ်။အခြေအားနဲ့တက်တူတွေဖြစ်ပါတယ်။ဒီနှလုံးလမ်းမှာပုံမှန်ပါတဲ့အတိုင်းလမ်းခွဲတွေအဖျားတွေအဖြတ်တွေပါရင်တော့ အခြေရေးအားနည်းတယ်လို့ပြောလို့ရပါတယ်။အောက်ကိုပါစိုက်ကြနေရင်တော့ပိုဆိုးတဲ့လက္ခဏာလို့ပြောလို့ရပါတယ်ဗျာ။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်။ထူးခြားတဲ့လက္ခဏာအမှန်သားလေးတစ်ခုကြောင်းရှင်းပြခြင်းလည်းဗျာ။လက်ညှိုးအောက်မှာ၄00ကွက်ပါလား။ပုံမှန်ပါတဲ့အတိုင်းလက်ညှိုးတောက်မှာ၄00ကွက်ပါသူတွေဟာကျိုးပေးကောင်းတယ်ဗျာ။နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးမပူရပါဘူး။သူတို့အနေနဲ့ကောင်းကောင်းမွန်မွန်နေရပါလိမ့်မယ်။အိုးရေနေရာရရှိပါလိမ့်မယ်။ဒီလိုမှသာဟာမျိုးမျိုးရှိပါတယ်။တခြားအကျိုးကောင်းတွေဖြစ်တဲ့ငွေကြေးကန်ထီကန်နဲ့ ်မိတ်ဆွေအနေနဲ့အတမွေးဝမ်းကြောက်ပညာဘက်ကိုလည်းအားသာစေပါတယ်။ကံလန်းနဲ့အောင်မြေလမ်းမှာအကောင်းနေတော့မိတ်ဆွေဟာအိုးဝင်ကံကောင်းကောင်းနဲ့နေရမယ်လို့ပြောလို့ရပါတယ်။နေတော့ကွအမတ်သားလေးတည်တံ့ဖြစ်လေကောင်းတယ်လို့ပြောရပါလိမ့်မယ်။နေတော့ကွအမတ်သားဟာလက္ခဏာမှာဘယ်နေရာမှာပပကောင်းတဲ့အမတ်သားဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေရဲ့နှလုံးလမ်းကြောင်းနဲ့ညာလမ်းကြားကအင်္ဂါလူပြင်းမှာလေ၄တောင်ကွက်ပိုင်းတော့မိတ်ဆွေဟာ တိတ်ခါကြအောင်လှုပ်တဲ့ဘေးရန်ကနေပြီးတော့ကာကွယ်ပေးပါလိမ့်မယ်လို့ပြောလို့ရပါတယ်မိတ်ဆွေကိုဘယ်သူမှတိတ်ခါချလို့မရပါဘူးလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါနော်ဆင်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ